Bye. No. ်ဆာချင်းညောင်ဆိုင်မင်းဒိတ်ထောင်ဝင်ရတာကြတော့လေဟိုဘယ်လိုပြောမလဲဆိုတော့အအဓိကအဆောင်အဲ့ဒီရက်တွေအတော်တွေမှာပေါ့နော်နည်းနည်းလေးစိတ်ညစ်စရာလေးစိတ်ရှုပ်စရာလေးရှိတယ်အဲ့တော့ဒီညောင်ဆိုင်မင်းဝင်တဲ့ချိန်မှာဒီတပင်ကနေဒီတပင်ပြီးသွားရင်နောက်တပင်ကိုကူးမယ်နောက်တပင်ကူးမယ်အဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာလေးကြီးပါဘာမှမရှိတော့ဘူးဘသူနဲ့မှလည်းစကားမပြောဖြစ်တော့ဘူးဘသူနဲ့မှလည်းမတွေ့ဖြစ်တော့ဘူးဆောင်းအဲ့ဒါငါရဲ့ဇတိုက်ဝင်လိုက်တယ်အဲ့တော့စိတ်ကအယမ်းကြည်သွားတယ်ကိုယ်စိတ်ထဲမှာလေးညင်းနေတဲ့အညင်ညူးတဲ့အကုန်လုံးပျောက်သွားပါတော့ အဓိကတော့တခြားဟာကိုယ့်အတွက်သိတာလားမသိတာလားတဲ့ကိုယ်စိတ်လေးကကြီးလင်းသွားတာတော့ပိုပြီးသိတာပါလေဟုတ်အဲစောင်းညောင်းဆယ်မိနေတဲ့ကစချောက်ချိန်ပေါ့စချောက်စချောက်ရရှိသွားပါပြီဟုတ် 16ချိန်မှရှိသေးတာပါဟုတ်အဲဒီနေ့အလူလေးရတော့ဒါစောင်းတော့ပေါ့နော်ဒီ Jack Sam ဖရားမှာတေတကားဆရာတော်ကိုတရားပွဲလေးပေါ့နော်ဒီတရားပွဲလေးမှာစောင်းကလည်းပါဝင်ပြီးတော့လူတန်းပြစ်တာပါဟုတ်တရားပွဲမှာလူတန်းပြစ်တာတော့ဒါပထမဆုံးချိန်ပေါ့နော်စောင်းတော့ကဒီမှာဆိုရင်စောင်းတော့ဒီမှာအတိတ်ထန်လောက်ကြရယ်ပေါ့နော်ညောင်ဆိုင်ပင်တိတ်ထန်လောက်ကြတဲ့အချိန်မှာအဲ့လိုမျိုးဒီကအမားတွေအတော်တွေနဲ့ပေါ့နော်ခင်သွားတယ်ခင်သွားတော့အကုန်လုံးကပေါ့နော်တချို့ကြတော့လည်း တင်တကားဆရာတော့မဖူးပဲနဲ့မဖူးဘူးပေါ့နော်မဖူးဘူးပဲနဲ့ ဒီလိုမျိုးညောင်ဆဲပင်ထိထိုင်လောက်ကြရပေါ့အဲ့လိုမျိုးဆိုဖူးချင်ရတယ်ပေါ့နော်အဲ့ဒါဆောင်းတော့ကလည်းအဲ့ဆိုရင်ပေါင်းပြီးတော့အလူလေးလောက်ကြမလားဆိုပြီးတော့လုံးဖြစ်သွားတာပါဟုတ်ဆောင်းကဒီအလူတက်ပေါ့နော်အဲနော်ကကမအနေနဲ့30လူပါတယ်ပြီးတော့ကျတော့လူအယောက်2000စာအေးလူပါတယ်အဲနောက်ပြီးတော့ကျတော့ဒီညောင်ဆဲပင်ဝင်းနေကဟိုဘက်ဝင်းနေကဖျားပန်းနေပေါ့နော်ဖျားပန်းနေအကုန်လုံးတဝင်းလုံးဆောင်းလဲပေးထားပါတယ်ဟုတ်အဓိကတော့ဆောင်းကအရင်နေရပေါ့နော်ဒီညောင်ဆဲပင်ထိထိုင်အောင်လုပ်ချင်တယ်ဒါပေမဲ့ဆောင်းကဘလို့စဉ်းစားထားလဲဆိုတော့ ဆရာတော်ရှိရခွင့်ပြုချက်မရမချင်းဆရာတော်ကလုံးလုံးမပြောမချင်းပေါ့နော်မလုံဘူးလို့ဆုံးမြတ်ထားတာအဲ့တော့ဆရာတော်ရှိကို တော့အဲတော့ဖူတယ်အရင်ဆရာတော်ပွဲလေးမှာလည်းတော့တဖူတယ်တော့ဖူတဲ့အချိန်မှာဆရာတော်ရှင်ကိုမိန်ပြီးတော့ပေါ့ဆရာတော်ရဲ့မြစ်တာကိုခံယူပြီးတော့မှဒီညောင်ဆိုင်မင်းဒိဋ္ဌံကိုစပြီးတော့လှုပ်ဖြစ်တာပါဟုတ်စစချင်းညောင်ဆိုင်မင်းဒိဋ္ဌံဝင်ရတာကြတော့လေဟိုဘယ်လိုပြောမလဲဆိုတော့အာအဓိကအဆောင်အဲ့ဒီရက်တွေအတော်တွေမှာပေါ့နော်နည်းနည်းလေးစိတ်ညစ်စရာလေးစိတ်ရှုပ်စရာလေးရှိတယ်အဲ့တော့ဒီညောင်ဆိုင်မင်းဝင်တဲ့အချိန်မှာဒီတပင်ကနေဒီတပင်ပြီးသွားရင်နောက်တပင်ကိုကူးမယ်နောက်တပင်ကူးမယ်အဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာလေးကြီးပါဘာမှမရှိတော့ဘူးဘယ်သူနဲ့မှလည်းစကား မပြောဖြစ်တော့ဘူးသူနဲ့မှလည်းမတွေ့ဖြစ်တော့ဘူးစောင်းအဲ့ဒါငါရဲ့ဇတိုက်ဝင်လိုက်တယ်အဲ့တော့စိတ်ကအယမ်းကြည်သွားတယ်ကိုယ်စိတ်ထဲမှာလေးညင်းနေတဲ့အညင်အညင်ညွတ်တဲ့အကုန်လုံးပျောက်သွားပါဘောနော်အဓိကတော့တခြားဟာကိုယ့်အတွက်တိတာတာမတိတာတာတဲ့ကိုယ်စိတ်လေးကကြီးလင်းသွားတာတော့ပိုပြီးတိတာပါလေဟုတ်အဲစောင်းညောင်ဆယ်မင်းဒိဋ္ဌံက16ချိန်ပေါ့16 16ရက်ရှိသွားပါပြီဟုတ်16ချိန်မရှိသေးတာပါဟုတ်အဓိကစောင်းစိတ်လေးက ပို့ပြီးကြည်လင်လာရဲ့ပြီးတော့အဲအခုပေါ့နော်အရင်တော့ဆိုရင်စောင်းကိုတိုက်ခိုက်တဲ့သူတွေအတွက်စောင်းအမြဲ စိတ်ဆင်းရဲရတယ်အခုကျတော့ဆောင်းဘလို့တွေးလဲဆိုတော့အော်ငါအရင်ဘွားပေါ့နော်သူများဘောမှာမကောင်းတာလုပ်ခဲ့လို့သူများလောင်မကောင်းပြောခဲ့လို့အခုဘွားမှာငါပြန်ခံစားရတယ်ဒီဝကျွေးတွေကဒီလိုမျိုးငါ့ကိုမကောင်းပြောတဲ့အချိန်ကျရင်ကြေသွားလိမ့်မယ်လို့အဲ့လိုပဲစိတ်ထဲမှာတရားနဲ့တွေးပြသွားတာပေါ့နော်ဟုတ်ဆရာတော်ဖရားကိုပထမဆုံးသွားပြီးတော့ဖူးတဲ့အချိန်မှာဆရာတော်ရဲ့တရားပေါ့နော်အဲ့တရားတွေကနားရရန်ရောက်တယ်အဲ့ဒီလိုမျိုးဆရာတော်ပေးတဲ့တရားအတိုင်းလဲအပြင်မှာလုပ်ဖြစ်တယ်အဲ့လိုမျိုးဟုတ် ဟုတ်ကဲ့ပါဆောင်းဒီတရားပွဲလေးစပြီးတော့စီစဉ်နေရပါတော့เนาะဆောင်းလိုင်းပေါ်မှာတငငချင်းမိတ်ဆွေတွေအကုန်လုံးဆောင်းဖိတ်တယ်ဟောပေါ့เนาะအထီးကတော့ဒါဆရာတို့အပြင်မှာမဖူးမြော်ရသေးတဲ့သူတွေအတွက်အထီးကတော့ဆရာတို့ဆရာတို့ဖူးမြော်စေခြင်းနဲ့စိတ်ဆန္ဒလေးဆောင်းကဒီလိုမျိုးပါဝင်ပြီးတော့လှူဒန်းဖြစ်ပါတယ်ဟုတ် အဲခုနပြောလိုပဲပေါ့နော် စောင်းကအရင်တော့ကတော့ခလေးစိတ်ဆိုတော့ဟိုတခါလေကျတော့လေကို့မှာလေကို့အမားလေးရှိတယ်ကို့အပြောဆိုမတက်တာလေးရှိတယ်ကို့နေတိုင်းမတက်တာလေးရှိတယ်အဲ့တည်းလူတွေကပြောကြရပေါ့နော်ဟိုတချို့ကျတော့လေဟိုအေးအေးဆေးဆေးပြောပြတာမျိုးရှိတယ်နင်းတကယ်ချင်းရင်ထားလေးကတော့မှားနေပြီအဲ့လိုမျိုးလေးပြောတာရှိရသူရှိသလိုတချို့ကျတော့လေအမုံတရားရင်နဲ့စောင်းကိုဟိုဘာမလို့နော်အာတင်းတင်းတနေပြောရရင်လည်းရှိတာပေါ့နော်အရင်တော့ဆိုရင်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စောင်းဟိုလူကတော့ပေါ့နော်ကို့ကိုပြောတဲ့ခါမျိုးကြရင်တော့ဟို ဘယ်လိုပြောမလဲမပျော်ရွှင်ဘူးပေါ့နော်စိတ်ဆင်းရဲရတာပေါ့အခုကျတော့လေခုနကပြောသလိုပဲဟိုတရားလေးနဲ့ပြန်တွေ့ရပေါ့နော်အရင်မောကသူများကလုံခဲ့လို့ဒီဘောမှာငါပြန်ခံရတယ်အခုပြောခံရပြီးွားရင်ဒီဝကျွေးတွေကကျေသွားလိမ့်မယ်လို့ပဲအဲ့လိုပဲတွေးမိပါတယ်ဟုတ်ရှိရရှိပါရဲ့လူပေါ့နော်လူဆိုတာကိုဟိုကိုမှိုင်းတာမှားနေမယ်မှိုင်းတာမှားနေမယ်ကိုစဲရတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းအာ အခုတော့မေ့သွားပါပြီအကောင်လုံးစောင်းသွားဥကြီးခါပြလိုက်ပါတယ်ဟုတ်ပြီပါဒါကတော့တချို့ခါကျတော့လေကိုဘတကူပြန်ကြီးမှအော်ရေဟုတ်တယ်ပေါ့နော်ဒီလိုမျိုးလေးဟိုလူ ਆ ပေါ့နော်နူးညံ့ညံ့ပြောတာကိုပို့ပြီးတော့ကြိုက်ကြတယ်ကိုကိုရိုင်းလည်းအရင်ကြမ်းတမ်းတာမျိုးစွာတာမျိုးတိတ်မကြိုက်ဘူးလေဒါပေမဲ့ကိုကိုရိုင်းကကျတော့စွာတဲ့ကောင်မလေးဖြစ်နေအနောက်ပိုင်းကျတော့လေကိုဘတကူပြေပြေလုံးထိုင်ရမှာပေါ့နော်ကိုရဲ့အချင်းစရိုက်တစ်ခုကချက်ချင်းပြောင်းလဲဖို့တော့မလွယ်ဘူးပေါ့ဒါပေမဲ့အတက်တိုင်ဆုံးတော့ဟိုကောင်းတဲ့ဘက်ကို ပြောင်းလဲရမှာပေါ့ဟုတ်ရှိတာပေါ့အရင်ညမအစိုးဆုံးပဲအရင်ညမအစိုးဆုံးပဲ तू ကအဆုံးကဘာရမဟုတ်ဘူးွာဒီတိုင်းပဲပြောရတာမဲ့ကိုယ့်ရဲ့လေတန်းကိုယ့်ရဲ့တုံးနဲ့ကိုယ့်ရဲ့ဟိုဘောနော်ပြပြပြစကားပြောမြန်တာနဲ့ကတစ်ဖက်လူတွေကသူ့အော်နေတယ်သူ့ပြောနေရလို့အဲ့လိုစိတ်ထင်ကြတာပေါ့အဲ့လိုမျိုးလေးပါဟုတ်အဲ့လိုလည်းမပြောတတ်ပါဘူးတိလာမတိလာတော့ဒီလိုပါပဲအာကိုကဘယ်သူပေါ်မှာတော့မယုံပါဘူးဟောဒီတိုင်းပဲကိုရဲ့နေတဲ့တဲ့ပုံစံတိုင်းနေတာပေါ့နော် ဟောလူတွေအများကြီးကမကြိုက်တော့လဲကိုဘကိုတချို့ဟာလေးကြတော့လဲအဲ့လိုစကားအေးစေးပြောတာမျိုးလို့နည်းကိုဘကတော့ပြန်ပြီးတော့ထိန်းချောက်ရပါတော့ဟုတ်အဲအဲ့လိုရောမတွေးထားပါဘူးကောင်းနေပဲကွာအဲဟိုဘယ်လိုမလဲဟာနည်းနည်းလေးအာအဲ့လိုမိမဆဆန်နေမယ်ပေါ့အဲ့လိုမျိုးလေးတော့တွေးပါတယ် မဆန်းထင်တာပဲအဲ့လိုမျိုးတကယ်ပေါ့နော်လိုအပ်နေတဲ့နေရာလေးတွေမှာကိုသတိတရားနဲ့လှမ်းခေါ်ပေးတဲ့အတွက်လည်းဇောင်းကကျေးဇူးတင်တယ်အဲ့လိုမျိုးလေးတွေအလူလေးတွေတွေ့မှာကိုလည်းလူတန်းဖြစ်တာပေါ့နော်အဲ့ဒီလည်းဇောင်းကဝမ်းသာပါတယ်ဟုတ်အဲ့ဒါဆိုပေါ့နော်ဟိုကြုံကြိုက်တဲ့အလူမျိုးတွေဆိုရင်ဇောင်းလုံးဖြစ်မှာပါအမကိုကလည်းလူဖို့ကံပါလာတယ်လူဖို့နေရာရှိတယ်ဆိုရင်လည်းဆောင်းကအလူလေးရေလို့ဖြစ်သွားမှာပါဟုတ်အစုံပါပဲလှူလာတော့လေအစုံပဲ โอ้အရင်တော့ကတော့ဒီလိုတရားပွဲတွေဘာလို့မလုပ်ဘူးပေါ့နော်အရင်တော့ဆိုရင်တော့ခလေးမွေးပေးတာတို့တကြီးဖိုးဝါတွေတို့အဓိကခလေးလေးတွေရယ်အဖိုးဖွားတွေရယ်နောက်ပြီးတော့အာဆင်ငယ်မသားတွေပေါ့နော်နောက်ခလေးကိုဝင်ဆောင်မိခင်တွေအဲ့ဒါအဓိကလူဖြစ်တယ်နော်အာနေတဲ့လူတွေဘက်ကိုပိုပြီးအဓိကလူဖြစ်တယ်အခုဒါကျတော့ဒါတရားပွဲကျတော့လေဒါပထမဆုံးကိုယ့်ရဲ့ဟိုပိတိပေါ့နော်ဒီလိုမျိုးတရားပွဲလေးမှာလူနေငွေရအဲ့ဒါကိုယ့်ရဲ့နောက်ထပ် ဟောပါ challenge တစ်ခုပေါ့အဲ့လိုပြောလေဟောမမခိုင်နေဝေရတော့ပြောမယ်ဆိုရင်ပေါ့နော်အခုဒီမမနဲ့ရိုက်ပြီးနောက်ပိုင်းမှာလဲမမနဲ့ဟောမမရဲ့အလှတန်းနေပြီးတော့မမရဲ့မိခင်စိတ်ဒါပြောကြမမရဲ့အနုပညာနဲ့ပတ်သက်ရင်လဲတင်ညာပြသမှုတွေအတွက်အမြဲတမ်းကိုယ့်ရဲ့ဟိုအမရင်းတယောက်လိုမျိုးလေးစားရတယ်ကြောက်လဲကြောက်ပါတယ်အမကိုလည်းလေဟိုလည်းအမနာမနေရရင်ဘယ်လိုလဲပျော်လဲပျော်သလိုကြောက်လဲကြောက်လဲဟောအများကြီးပေါ့ အခုဆိုရင်ဒါအခုမမလူသွားတဲ့ဒါရှင်ပြုတ်ရဟန်းငယ်ပေါ့နော်အဲအဲ့လိုအလူမျိုးလေးလဲကိုကကြည့်ပြီးတော့လှူကျင်လိုက်တာဆိုတော့စိတ်ခံစားချက်ကတော့တကယ်ကိုဖြစ်ပါတယ်ဒီနေ့တစ်ချိန်ချိန်မှာအဲ့လိုမျိုးလေးလူအောင်မှာပါဟုတ်ဒါဒါဒီနေ့ဆောင်းပါပေါ့နော်ဒါဟိုတေကားဆရာတော့တရားပွဲလို့ဒါပထမအဆုံးပါဝင်ပြီးတော့ဇွန်နေ့ဖြစ်တာပါဆောင်းရဲ့အလူလေးကိုလည်းတအားခွန်နိုင်မယ်လို့ဆောင်းထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်